ကျွန်ုပ်ရဲ့ပါဇက်သေးကိုဝင်လာခဲ့ပါမေခန်းပတ်ရင်ခင်းဆက်ဆက်ဘိုးဘေးတွေကပြောပြလာခဲ့ကြတဲ့တမိုင်းကြားဟာစသိန်းချဝေရာဖြစ်ဖြစ်တွေဖြစ်ခဲ့ပြီးထိုင်းနိုင်ငံအရှေ့ပိုင်းကဝမ်ဆန်မော်ဒီတာဖြစ်ပေါ်လာပုံတို့ဟာဘလို့စတင်ခဲ့တယ်လဲတခင်ပေါ်မှာတီးတဲ့မိချောင်းကြီးကတခင်ကိုကာကွယ်ရင်းတစ်ဖြက်ခံရပြီးရေအိမ်ဆောင်နဲ့ဖြစ်သွားခဲ့ပုံစတဲ့အကြောင်းအရာတွေဟာဘလို့စတင်ခဲ့တယ်လဲဘလို့အဆုံးသက်သွားမလဲ ထိုင်းနိုင်ငံရှေ့ပိုင်းအီဆန်ဒေတာကရေးဆက်ဆက်ပြပြလာခဲ့ကြတဲ့ဝမ်ဆန်ဘောဒေတာဟာပါဟောက်မိချောင်းမင်းစတဲ့အကြောင်းတွေကိုရင်သက်ရှုံမောပေးအားစိတ်ဝင်စားစရာတင်ဆက်ပေးသားမှာပဲဖြစ်ပါတယ်။လွန်လည်ပြီးသောအခါကတခွန်ရန်လို့မြည်ရတဲ့ဒေတာဟာစိမ့်ဆူတန်ရတဲ့ဒေတာတစ်ခုဖြစ်ပြီးမဲနှံ့ချီပေးပါတရှိခဲ့ပါတယ်။ထိုဒေတာပါဖရာဆုထက်ဟာနေစားမင်းဖြစ်နေအုပ်ချုပ်ခဲ့ပြီးတိုင်းပြည်တစ်ခုလုံးငြိမ်းချမ်းတရားခဲ့ပါတယ်။ ၎င်းနေစာမင်းမှာတမိတော်တပါရှိပြီးနတ်ခမ်းပန်းလို့အမည်ရှိပါတယ်။တမိတော်လေးဟာအချစ်ခံရပြီးဖခင်ရဲ့အလိုလဲခြင်းကိုလည်းခံခဲ့ရပါတယ်။နေစာမင်းကြီးဟာတမိတော်အတွက်အဖို့ပြုအတွက်ဒိဋ္ဌံကြီးငယ်အမျိုးပေါင်းများစွာကိုအမြဲတမ်းယူဆောင်လာတတ်ခဲ့တယ်။တနည်းမှာတော့နေစာမင်းကြီးကမိเจ้าပေါ့ငယ်လေးတစ်ကောင်ကိုယူဆောင်လာပြီးတမိတော်လေးကိုပေးရခဲ့တယ်။၎င်းမိเจ้าလေးကို ချမ်းလို့အမည်ပေးခဲ့ပေမဲ့ရာဇဝတ်သားတို့ဟာပါဟောက်လို့ခေါ်ကြတယ်။ ပါဟောဟာလူရင်နဲ့မိချောင်းလေးဖြစ်ပြီးမင်းသမီးလေးနာခံပန်းနဲ့အလွန်ရင်းနှီးခဲ့ပါတယ်။ဒီမိချောင်းလေးဟာလူနဲ့အနေများပြီးလူသားတယောက်လိုခံစားလာတဲ့ကတာမန်မိချောင်းလေးထက်တိတက်နေခဲ့တယ်။နေ့စဉ်နေ့တိုင်းပဲပါဟောမိချောင်းလေးဟာမင်းသမီးလေးနာခံပန်းကိုမိမိရဲ့ကြောင်ကုန်းပေါ်စီးစီပြီးရေအိမ်ထဲမှာစော်ကစားနေရှိပါတယ်။မင်းသမီးလေးနာခံပန်းကတဖြည်းဖြည်းနဲ့ပြေရောက်လာပြီးအင်မတန်ရိုစင်းလှပတဲ့မင်းသမီးတစ်ပါးဖြစ်လာပြီး မိချောင်းလေးပါဟောက်ကလည်းခန္ဓာကိုယ်ထွားချင်းကမိချောင်းကြီးဖြစ်လာခဲ့တယ်။ပါဟောက်မိချောင်းရဲ့ခန္ဓာကိုယ်ဟာခေါင်းဆအမိအစုံ7မီတာခန့်ရှိလျက်ပြီး6မီတာခန့်ပါးစပ်ကျယ်ရှိခဲ့တယ်။ဘလောက်ပဲကြီးမားတဲ့အရွယ်ရောက်နေပါစေပါဟောက်မိချောင်းကိုမင်းသမီးလေးဟာကြောက်ရွံ့ခြင်းမရှိဘဲအမြဲတမ်းလိုလိုကြောပေါ်စီပြီးစောက်ကစားလေးရှိခဲ့ပါတယ်။ဒီနေ့မှာတော့၄နှစ်ရဲ့ညနေခင်းစည်းစာချိန်တစ်ခုပါမင်းသမီးလေးရဲ့ရေချိုးချိန်ရောက်လာပြီး ထုံးစာတိုင်းပဲပအောင်မီချောင်းကြီးရဲ့ကြောပေါ်စီကကျော်ရှင်စွာနဲ့ရေကစားနေချိန်ပအောင်မီချောင်းဟာရုတ်တရက်ပါနုံးမီချောင်းနဲ့ထိတဲ့တိုးခဲ့ပါတယ်။ပါနုံးမီချောင်းဟာပအောင်မီချောင်းလိုပဲခန္ဓာကိုယ်ကြီးမားပေမဲ့ပအောင်လိုလူမရင်ပဲသုံးသွမ်းရိုင်းစားတဲ့အချင်းရှိတဲ့ပြင်လူတွေကိုကိုက်ဖြတ်စားသောက်တဲ့မီချောင်းဖြစ်ပါလေ။ဒါအပြင်ပါနုံးဟာရွာတွေကလူတွေရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုဖမ်းယူစားသောက်ရရှိတယ်။ ပါနာဟာပဟောက်ကျောဘောကမင်းသမီးကိုတွေ့သွားတဲ့အခါမှာတစ်ပြက်စားတော့ခြင်းစေဖြစ်လာခဲ့ပါတယ်။ပါနာဟာပအောင်စီကိုရုတ်တရက်ဝင်တက်လိုက်ပြီးရန်စပြုခဲ့တယ်။ပါဟာလုံးဝလက်မခံပဲအမီးနဲ့ပြန်လဲရိုက်ချလိုက်ပြီးမိချောင်းကြီးတို့ရဲ့တိုက်ပွဲဟာစတင်လာခဲ့ပါတယ်။မိချောင်းကြီးတို့ရဲ့တိုက်ပွဲကပြင်းထန်လာပြီးရေကုန်ရေခဲတက်ခတ်ကြပေမဲ့ပါဟောက်ရဲ့ကျောဘောကမင်းသမီးလေးပြုတ်ချပါဆိုတာကြောင့်စိတ်ရှိတဲ့မတိုက်ခိုက်နိုင်ပဲပါဟောက်တွေအခက်တွေ့စေခဲ့တယ်။ အိုင်နာမှာတော့ပါအောင်ဟာမိမိရဲ့တခင်မအနေရကင်းဖို့အတွက်နောက်ကို ဆုပ်သွားလိုက်ပြီးပါအောင်ကမိသမီးလေးကိုမိမိပါဇက်ထဲမှာငုံထားပြီးရန်သူနဲ့ဝေးရကုန်းပေါ်ကိုတက်ခဲ့တယ်။တို့ပေမဲ့ရုတ်တရက်ဆိုသလိုပဲပါနွမ်းဟာပါအောင်ကိုအလင်းမြန်ဝင်တက်လိုက်ပြီးပါနွမ်းကလည်းပြန်လဲခုခံခဲ့ပါတယ်။ဒီလိုနဲ့မိချောင်းနှစ်ကောင်တို့တက်ခဲ့ကြရင်ပါအောင်ဟာမိမိရဲ့ဂရင်းလေးကမိသမီးလေးကိုမိရရသွားပြီးဖိုက်ထဲကိုမျိုးချမိခဲ့တယ်။ တက်ခဲမှုပြီးမှာတော့ပါဟောက်ကပါနွမ်းကိုလုံးဝနိုင်ရရှိသွားခဲ့ပေမဲ့ဒဏ်ရာများများရရှိခဲ့ပါတယ်တိုက်ပွဲပြီးသွားတဲ့အခါမှာပါဟောက်ကဘယ်ညာလှဲ့ကမင်းသမီးလေးကိုရှာနေခဲ့ပါတယ်ဘလောက်ပဲရှာရှာမတွေ့တာကြောင့်နောက်ဆုံးမှာတော့မိမိသခင်ကိုမျိုးချလိုက်မိတာကိုသတိရသွားခဲ့တယ်ပါဟောက်မိချောင်းကြီးကအယံဝန်းနဲ့ကြွေခွဲခဲ့ရပြီးဒီအမားကြီးဟာခွင့်မလွတ်သင့်တဲ့အမားဖြစ်တာကြောင့်ထခေါင်ရက်ကို ပြန်ခဲ့ရင်နေစားမင်းကြီးနဲ့လူတွေနားလည်အောင် ဘလို့မှရှင်းပြလို့ရနေမှာမဟုတ်ပဲအသက်ခံရလိမ့်မယ်။ဒါကြောင့်မိချောင်းကြီးဟာရေထဲကိုပြန်လဲဆင်းသွားပြီးလူရင်နဲ့ဝေးရကို တင်းချောင်နေခဲ့တယ်။ဒါပေမဲ့မိချောင်းကြီးသွားရာနန်းချီမြစ်တစ်လျှောက်မှာလူနေအများစွာရှိတာကြောင့်နံပေါင်းမြစ်ဘက်ကိုလမ်းကြောင်းပြောင်းကကူးခဲသွားခဲ့တယ်။မိချောင်းကြီးဟာမြစ်ချောင်းတစ်လျှောက်မနာတဲ့ကူးခဲလာခဲ့ပြီးကျင်းမြောင်းနဲ့ရေလက်ကြရောက်လာတဲ့အခါမှာတော့ကန်းဆန်နာကခြုံပုတ်တွေချသွားခဲ့ပြီးအနောက်ရက်က လွန်ဖတ်တော့လို့ခေါ်တဲ့တော်တစ်ခုကိုရရှိသွားပြီးရှုံမြောင်လေးကိုလည်းဖျက်ကျော်ခဲ့ရတယ်။နောက်ဆုံးမှာတော့မိချောင်းကြီးဟာရေအန်ကြီးတစ်ခုကိုတွေ့သွားခဲ့ပြီးပုံကွယ်လေးကိုတင့်တော်ရဲလို့မှတ်ယူပြီးနားနေခဲ့ပါတယ်။တစ်ဖက်မှာတော့နေစားမင်းကြီးနဲ့တကွရတူရသားတွေဟာပဟောက်မိချောင်းကမင်းသမီးကိုမျိုးချလိုက်မိတယ်ဆိုတဲ့အဖြစ်ကိုသိရှိသွားပြီးမိမိရဲ့တခင်ကိုစားမိတဲ့မိချောင်းကြီးပဟောက်ကိုအလွန်ဒေါသထွက်နေခဲ့ကြတယ်။အဲဒီနောက်မှာတော့မိချောင်းထင်းဆရာတော်များများကနေစားမင်းထံမှာအခစားဝင်ကြပြီး မိချောင်းကြီးကိုနှိမ့်နှင်းမှုတွေရရှိလာခဲ့ကြတယ်။နေသားမင်းကြီးဟာပအောင်မိချောင်းကြီးကိုနှိမ့်နှင်းမှုတွေမိချောင်းဆရာတွေကိုအဖွဲနှဖွဲခွဲလိုက်ပြီးခွန်ပွန်နဲ့ခွန်ပရက်ကျိုးဆရာနှူးကိုခေါင်းဆောင်ဖြစ်နေခန့်ရခဲ့တယ်။အားလုံးစင်သေးဖြစ်သွားတဲ့အခါမှာတော့မိချောင်းကြီးကိုနှိမ့်နှင်းချမဲ့အဖွဲစည်းကြီးဟာခီးစတဲ့ထွက်ခဲ့ကြတယ်။၎င်းတို့ဟာနန်းချီမြေတရှာဖျက်ကျော်ခဲ့ကြပြီးရပောင်းကြမြင့်စွာခီးနေခဲ့ကြတယ်။အိုင်နော်လမ်းတနေရာမှာ မိချောင်းကြီးရဲ့ခြေရာကိုတွေးခဲ့ကြပြီးပါအောက်ကတော်ရဲဝင်သားကြောင့်သိရှိခဲ့တယ်။မိချောင်းကြီးသွားလမ်းတစ်လျှောက်ပါတစ်ပင်ကြီးရဲ့လဲကြရပြီးမြေတူးရာတွေနဲ့အတူမိချောင်းအမိရာတွေကိုတွေးခဲ့ကြတယ်။မိချောင်းကြီးဖြတ်ကျော်သွားတဲ့လမ်းကြောင်းဟာနတ်ပေါင်းမြစ်ကနေလမ်းပါထောက်စီကိုဥတီနေကြလဲသိခဲ့ရတယ်။မိချောင်းဆရာအဖွဲတို့ဟာပါအောက်သွားခဲ့ရလမ်းကြောင်းတိုင်းလိုက်ခဲ့ကြပြီးရှုံမြောင်ပေါင်းများစွာကိုဖျက်ချော်ရင်ညာပေါင်းများစွာကြာခဲ့ကြတယ်။မိချောင်းတဲဆရာအဖွဲတွေဟာ န်နှလျှောက်မွေးဝေးကြားစင်စားတဲ့အန္တရာယ်ပေးတဲ့တိရစ္ဆာန်များစွာကိုရင်ဆိုင်ခဲ့ရရင်နောက်ဆုံးမှာတော့ပါအုံမိချောင်းပေါ်အရာရေအန်ကြီးတစ်ခုကိုရရှိခဲ့ပါတယ်။ရေအန်ကြီးရဲ့အကျယ်က240မီတာခန့်ရှိပြီးအနက်40မီတာခန့်ရှိခဲ့တယ်။ခွန်ပေါ်နဲ့ခွန်ပရက်ကျိုးဆရာနှူးတို့ဟာမော်ဖုံးလို့ခေါ်တဲ့ဆရာကြီးကိုပါအုံမိချောင်းကြီးအားပထမဆုံးတိုက်ဖို့တွေဆေးလွှတ်လိုက်ပါတယ်။မပေါ်ဟာရေထဲဆင်းသွားပြီးတရေကိုသွားပြင်မဲ့ဂုံးဘော်ကိုပြန်တက်မလာသေးပဲရှိနေခဲ့တယ် component comparator တို့ဟာ mofflow လို့ခေါ်တဲ့ဆရာကြီးကိုရေးတဲ့ဆင့်ခိုက်ပြီးအခြေအနေသွားကြည့်ခိုင်းပေမဲ့ mofflow မှာပြန်တက်မလာတော့ဘဲမနက်မိုးလေးနဲ့ထိရောက်သွားပေမဲ့မိယောင်ဆရာနှစ်ဦးစလုံးဟာပေါ်မလာဘဲပျောက်ဆုံးနေကြတယ်။နောက်ဆုံးမှာတော့ဆရာတဦးလေးသာကြံရှိပြီး၎င်းမိယောင်ဆရာဟာအမျိုးသမီးတဦးလေးဖြစ်တယ်။မိယောင်ဆရာမကရမဲခမ်းမောင်လို့အမည်တွင်ပြီးရရင်ပြီးစင်ကျင်သုံးသပ်နိုင်စွမ်းနဲ့ရှိတဲ့ဆရာဖြစ်တယ်။မိယောင်ဆရာမကြီးရမဲခမ်းမောင်ဟာ အခြေအနေကိုသုံးသပ်လိုက်ပြီးမိမိရဲ့ရှိကဆရာတွေအကုန်မပြန်တတ်မလာနိုင်တာဟာပအောင်မိချောင်းကြီးရဲ့ကပ်ဖြတ်စားတော့ခြင်းခံရတာပဲဖြစ်ကြောင်းသုံးသပ်လိုက်ပါတယ်။အဲဒီနောက်မှာမိချောင်းဆရာမကြီးရမေခမ်းမဟာခြေရက်ကိုဆင်းသွားပြီးရေဝဲကရဲ့ဖြစ်အောင်ဂါဒာမန်ရီယာတွေရွတ်ဖက်ပူဇော်လိုက်တဲ့အခါမှာတော့ခြေရောက်ကိုထင်းသားမြင်တွေ့ရတော့တာပဲဖြစ်ပါတယ်။ခြေရောက်မှာမိချောင်းအကောင်ကြီးများစွာရှိနေပြီး၎င်းရဲ့အောက်မှာတော့ကြီးမားတဲ့ကူတစ်ခုရှိနေကြတယ်။မိချောင်းဆရာမကြီးက ဒီကူကြီးဟာပါဟောင်းရဲ့ပဇဝါဖြစ်ပြီးပိတ်ထားသလိုလည်းမြင်ခဲ့ရတယ်။ဆံမကြီးကမိမိရဲ့ရှေ့ကရေထဲကိုဆင်းသွားကြတဲ့ဆရာတို့ဟာပါဟောင်းမိချောင်းကြီးကပါဇက်ကိုဂူတစ်ခုလိုထင်ပြန်သွားကြပြီးဝင်သွားမိလိမ့်မယ်လို့သုံးသပ်နေကြတယ်။ဒီကမှာမိချောင်းဆရာမကြီးရာမဲခမ်းမဟာကုန်းပေါ်ကိုတက်လိုက်ပြီးခွန်ပေါ်နဲ့ခွန်ပရာချိုဆရာကြီးတို့နဲ့တိုင်ပင်ခဲ့ပါတယ်။ဆံမကြီးကပါဟောင်းမိချောင်းကြီးကိုဖမ်းဖို့အတွက်လူလမောင်းအရွယ်ခန့်ရှိတဲ့ဝလုံးကိုဖျက်ထောက်စီပြီး ကျိုးသပွဲကြီးကထိုဝလုံးရှည်တို့ကို၃ခုစီစဉ်ပြီးတစ်ခုကို50မီတာခန့်ရှည်လျားရမှာဖြစ်တယ်။ဆရာမကြီးဟာကြံကျိုးတစ်ဖက်ကိုကန်းဆက်ပေါ်ကလူနီယာပတ်စာခန့်ကြီးတဲ့ဗလောက်ပင်ကြီးတစ်ခုမှချီနှောင်ထားလိုက်ပါတယ်။နောက်တစ်ဖက်ကိုတော့အချွန်တက်တွေနဲ့ဝိုင်းထောက်ကပ်ပြီးကျိုးချီထားလိုက်ပါတယ်။လက်နက်များအားလုံးပြင်ဆင်ပြီးရတော့မှရာမေခမ်းမဟာဂါရာမန်နာတစ်ခုကိုစတင်ရွက်ဖက်လိုက်ပြီးရေပင်နှစ်ချမ်းခွဲက မီတာ30ခန့်ကရေအောင်ပါ ဘောင်းမီကြောင်ကြီးကိုတွေ့မြင်နေရပြီဖြစ်တယ်။ဘောင်းမီကြောင်ကြီးဟာမိမိရဲ့အနီးအနားကိုရောက်ရှိလာမယ့်အစာကိုစောင့်မျှော်ရင်းညင်သက်နေကြတယ်။ဆရာမကြီးရာမေခမ်းမဟာပိုင်ထောက်လှန်ကြီးကိုကိုက်ပြီးရေထဲကိုအလင်းမြန်ဆင်းသွားခဲ့ပြီးဘောင်းမီကြောင်ရဲ့နားကိုရောက်တာနဲ့ပိုင်ထောက်လှန်ကြီးကိုလှမ်းပစ်လိုက်ပါတယ်။ဘောင်းမီကြောင်ကြီးကမိမိနားကို အစာရောက်လာပြီးအချိန်နဲ့ပါဇက်ဟလိုက်ပြီးပိုင်ထောက်လှန်ကြီးကိုဟက်မိသွားခဲ့ပါတယ်။ ပောင်မီချောင်းကြီးကပိုင်တော့လှန်ကြီးစိုက်ထိုးခံရပြီးဒီချိန်မှာတော့ဆရာမကြီးရာမဲခမ်းမဟာသုံးဖို့ကိုအလင်းမြန်တက်သွားခဲ့ပါတယ်။တရားပြင်းထန်သွားတဲ့ပောင်မီချောင်းကြီးကအလွန်နာကျင်တဲ့ဝေဒနာကိုခံစားရပြီးလှုပ်ခါသွားတဲ့အခါခြေပင်တစ်ခုလုံးတွန်ခါသွားခဲ့တယ်။ဒီခါမှာကုန်းမမရှိတဲ့လူအပေါင်းတို့ကခြေအောက်ကပောင်မီချောင်းကြီးကိုဆွတ်တင်လိုက်ကြပြီမယ်။မီချောင်းကြီးဟာဆွဲမလျှော့ဘဲလှုပ်ခါနေခဲ့တယ်။အချိန်အပြည့်တရက်နဲ့တညကြာပြီးရတဲ့နောက်မှာတော့တရားပြင်းထန်စွာနဲ့ အင်အားကိုခန်းသွားတဲ့ပေါင်းမိချောင်းကြီးကညင်သက်သွားပြီးတော့မှအဲ့ဒီခါမှာလူတွေကမိချောင်းကြီးကိုဆွဲတင်နိုင်ခဲ့ကြတယ်။ပေါင်းဟာဆေးလျှော့လိုက်ပြီးဘဝကြီးဟာဒီလိုအဆုံးသတ်တော့မေးလို့တွေးကဝမ်းထဲကြည့်ခဲ့ပြီးမျက်ရည်တွေကပါနှဖက်ပေါ်စီးကျနေခဲ့တယ်။ပေါင်းဟာမိမိသည်တခင်မလေးနက်ခမ်းပန်လို့တက်လို့တဲ့စိတ်မဟုတ်ပဲမတော်အဆသာဖြစ်ကြောင်းလူသားတွေနားလဲသဘောပေါက်ရင်ကောင်းပါပဲ။မိမိဟာတခင်မလေးကိုပါနောရန်က ကောက်ခဲ့ဖို့ ရေကုန်ရေခဲတိုက်ခိုက်ခဲ့ရပြီးမလောဒဆတခင်မာလေးကိုမျိုးချမိခဲ့တာမိမိဘဝနေကုန်းကဒီလိုပဲဆုံးသက်သွားရတော့တယ်မိမိဟာဘ누구မှနားလည်အောင်ပြပြနိုင်စွမ်းမရှိခဲ့ဘူးယခုအခါမှာလည်းပြေးလို့လည်းလွတ်နိုင်မှာမဟုတ်ဘူးလို့စိတ်ထင်းကရေရွရင်းလူတွေရိုင်းနေနေတာကိုမခုခံနိုင်ပဲငြိမ်နေခဲ့ရတယ်လူတွေဟာလက်နဲ့ပေါင်းစုံနဲ့ထိုးဆရိုင်းနေနေခဲ့ကြပေမဲ့ပေါင်းမိချောင်းကြီးဟာငြိမ်သက်နေပြီးလူသားတွေကိုပြန်လည်ခုခံနိုင်ခဲ့သေးတော့လေစိတ်မေခံစားခဲ့ရတယ် ။ဘောင်းမိချောင်းကြီးကမိမိတည်ဆုံသွားတော့ AGI ကိုဆောက်ရှောက်တဲ့သူဖြစ်ရပါစေလို့ဆုတောင်းတိတ်ထန်ပြုခဲ့တယ်။မိချောင်းကြီးတည်ဆုံသွားပြီးနောက်လူဒီဟာမိချောင်းကြီးကိုခွဲလိုက်ကြပြီးမိချောင်းကြီးရဲ့ပိုက်ထဲမှာမိချောင်းဆရာနှစ်ဦးရဲ့အရိုးစုနဲ့မင်းသမီးလေးနတ်စုခြာတာရဲ့ဥကောင်းနဲ့သပင်အချို့ကိုသာတွေ့ခဲ့ကြတယ်။အယိုးစုတွေကိုထုတ်ပို့လိုက်တဲ့အခါမှာတော့အထုတ်သုံးတို့ရရှိပြီးဒုံးဆန်ရကောင်းစာတကြိုခဲ့ကြတယ်။ မိချောင်းကြီးပဟောင်းရဲ့ခန္ဓာကိုယ်ကလေးတခွန်ရမ်းမျိုးကိုတည်ဆောက်သွားခဲ့ကြပေမဲ့မိချောင်းကြီးရဲ့ဝိညာဉ်ဟာဒီအိမ်မှာပဲကျင်နေနေကြတယ်။အိမ်နောက်မှာတော့မိချောင်းကြီးဟာရေအန်ကြီးကိုဆောက်ရှောက်တဲ့မိချောင်းမင်းဖြစ်နေတည်ရှိနေခဲ့ပြီးဒီနေ့တိုင်ဆောက်ရှောက်နေတယ်လို့ရွာသားတွေကမှတ်ယူနေကြတာဖြစ်တယ်။ရံပယ်ရကစူးစားလိုက်လာခြင်းစိတ်တွေပြင်းပြရတဲ့သူတွေကရေအန်ကြီးစီကိုရောက်သွားခဲ့ကြပြီးမိချောင်းမင်းကိုတိုင်တဲ့ကကိုထင်ပြစီရန်စူးတောင်းလိုက်ရင်ရေအန်ကြီးကလည်းမိချောင်းကြီးသုံးကောင်တက်လာတာကိုမြင်ရတယ်လို့လည်းဆိုပါတယ်။ ဒီလိုစမ်းကြယ်မှုတွေပြည့်နေတဲ့ရေအိုင်ကိုဝန်ဆံမော်လို့ယနေ့အခါမှာလူများကတတ်မှတ်ကထိုင်းနိုင်ငံရှေ့မြောက်ပိုင်းရဲ့ဒူဆန်အောင်ပွဲရနေရာတစ်ခုဖြစ်နေမှတ်ယူလာကြတာပဲဖြစ်တယ်။ဟုတ်ကဲ့ပါ။ယနေ့တင်ဆက်သွားခဲ့တဲ့အကြောင်းကတော့ထိုင်းနိုင်ငံရှေ့မြောက်ပိုင်းကပြည့်မှန်စမ်းကြယ်တဲ့ဝန်ဆံမော်ရေအိုင်ကြီးဖြစ်ပေါ်လာပုံအကြောင်းပဲဖြစ်ပါတယ်။တကယ်လို့အချက်အလက်များလွဲမှားခြင်းသို့မဟုတ်ကြန့်ရှိခဲ့သည်ရှိတော့ကျွန်တော်ရဲ့အဖွဲ့သားတွေကလည်းတောင်းပန်အပ်ပါတယ်။ ပရိသတ်ကြီးတို့အနေနဲ့ဒီဇလန်လေးကိုကြားရတဲ့တည်းဆိုရင်တော့ like subscribe ရယ် share လေးလုပ်ဖို့အတွက်မေးပါနဲ့နော်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆောင်ရွက်ကြပါသေးတယ်